အားလုံးပဲမင်္ဂလာပါ။မရှာဝါ channel ရဲ့နေပြည်လည်ကြိုဆိုလိုက်ပါရစေ။ဒီ TV မှာတင်ကြခြင်းတွေကိုပြည်လည်များဝေ့ခြင်းနဲ့ကြားနာလေးကတော့ TikTok တွေကိုကျွန်တော်ဝင်လာလို့ရှိမှာနော်။ပြည်ပြထားတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကို TV လိုမှာတင်ကြခြင်းတွေကိုပြည်လည်များပေးသားမှာဖြစ်ပါရစေ။အဲကိုတုံးနဲ့ TikTok account တွေကိုကျွန်တော်ဝင်တဲ့အခါမှာဝင်လို့မရဘူးပေါ့နော်။ပြည်ပြထားသွားတယ်။ဘယ်လိုဝင်လို့မရဘူးဆိုလို့ရှိမှာနော်။ဒီလိုကျွန်တော်တင်ကြခြင်းတွေကိုပြန်ဝင်လို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာပေါ့နော်။ဒီ video မှာကျွန်တော်အသေးစိတ်ပေါ့နော်။ ရင်းတွေကိုပြန်လည်မျှပေးသွားမှာဖြစ်ပါတယ်။တိတော့လည်းမဟုတ်ပါဘူးเนาะအခြားဒီ Facebook တွေ Messenger တွေ YouTube တွေအစားပေါ့เนาะအခြားဒီ application တွေအားလုံးပေါ့เนาะအဒီနန်းနဲ့ပေါ့เนาะကျွန်တော်ပြန်ပြီးတော့ပြန်ပြီးတော့မှအာလုပ်ရှိပါဆိုလို့ရှင်เนาะပြန်ပြီးတော့မှအဆင်ပြေဖြစ်ပါတယ်ပေါ့เนาะ။ Okay အရင်ဥဆုံးနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှင်เนาะဖုန်းရကိုကျွန်တော်ကအဲ power ပိတ်ခွင့်ကျွန်တော်တို့အရင်လုပ်ပြလုပ်ပြရဖြစ်ပါတယ်ပေါ့เนาะ။ဒါကြတော့ဆိုလို့ရှင်ကျွန်တော်ဖုန်းနဲ့တုံးများတဲ့ခါကြလို့ရှင်ဖုန်းကအဲ လမ်းကြောင်းရယ်ဖြစ်တယ်เนาะဖုန်းကြောင်းရယ်ဖုန်းကြီးဒီပုံမှန်တန်းအလုံးမလုံးနိုင်တဲ့အရာတွေဖြစ်တဲ့ဖြစ်တဲ့ကြောင်းပေါ့เนาะဒီလိုဖုန်းကိုဘာဝါတွေ့ပြပြလုပ်ပြီးတော့မှပြန်ပြီးတော့မှတောင်းကြည့်ဖို့တည်းကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော် examination ကဖြစ်ပါတယ်ပေါ့เนาะ Okay ကျွန်တော်အဲ့လိုလို့ကကျွန်တော်မရအောင်ဆိုကျွန်တော်ဒီကတော့ဒီဖုန်းရယ်ဖုန်းကိုကျွန်တော်က phone story ပေါ့เนาะ phone story ကိုကျွန်တော်ကပြင်လာဆိုတော့ဆက်ပြရမှာเนาะဖုန်းရဲ့ memory ကတ်လို့ခေါ်တာပေါ့နော်အဲ့နေရာကိုတော့စစ်ဆေးပြရဖြစ်ပါတယ်ဖုန်း memory ကတ်တွေကျွန်တော်များနေတယ် ကျော်ထည့်ရတဲ့ပုံလေး video file တွေရဲ့အရာ file တွေပေါ့နော်ကျော်ထည့်ရများရတယ်ဆိုလို့ရှိရင် force နေရာမလိုလို့ဆိုလို့ရှိရင်လည်းဒီ software ကိုကျော်ဝင်တဲ့အခါပေါ့နော်သူကတဲ့ memory အဲမလိုလို့တကြမို့ပေါ့နော်ဒီ run ကသွားရတဲ့အချိန်ပြေလို့ကြောင့်မို့ software တွေကိုကျော်ဝင်ပြရတာကြောင့်ဖြစ်တတ်ပါတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော် folder story ပေါ်တော့နေရာရှိသေးလားမရှိသေးလားဆိုတော့ကျွန်တော်တော့ save ပြီးတော့မှမလိုတဲ့ view file တွေပုံတွေ file တွေကိုတော်တော်များများဖြတ်ပြရမှာဖြစ်ပါရပါတော့ အဲ့ဒါတော့ကျွန်တော်အရှိဗီဒီယိုကျွန်တော်တက်ထားတာရှိပါတယ်ဒါလို့ရှိရင်ကျွန်တော်ဘယ်လိုဖျက်မလဲဆိုတာကိုကျွန်တော်အကြမ်းမြင့်လေးပေါ့နော်ဒီကျွန်တော်ဒီမှာဗီဒီယိုထဲတော်ပြီးတော့ကျွန်တော်တက်ဖြတ်လို့ရတယ်အခြားဒီ file တွေပေါ့နော်တင်ဆက်ထားတဲ့နေရာပေါ့နော်ကျွန်တော်ရှာလိုက်ပေါ့နော်ကိုကဘယ်နာမှာပုံလေးပုံလေးတင်ထားလဲကျွန်တော် file တွေတင်ထားဆိုတော့ကျွန်တော်တော်ပြီးတော့ရှာလိုက်ပေါ့နော်ဒီမှာကျွန်တော်ဒီမှာဆိုလို့ရှိရင် file နဲ့ပေါ့တော်ပြီးတော့ရှာပြီးတော့မှလည်းဘယ်လိုလဲဟာကျွန်တော်ဖြတ်လို့ရတယ်ပေါ့နော်ဒါဆိုရှင်ကြောတဲ့မလို့အဲ့ဒါကျွန်တော်ဒီမှာအများကြီးရှိတာပေါ့ထောင်းလို့ဆွဲထားတဲ့ဟာတွေရှိမယ် အခြားဒီ for temperature healthy ပုံတွေပေါ့နော်ကျွန်တော်ရှိမှာပေါ့နော်အခြား app တွေကျွန်တော် download ရတဲ့ဟာတွေပေါ့နော်ကျွန်တော်ရှိတာပေါ့နော်ဒီမှာ server မှာကျွန်တော် download ရတဲ့ဟာတွေအခြား hack တော်ရကျွန်တော်တစ်ဖြတ်ပြလိုက်ပေါ့နော်အဲ for store နေရာရှိမရှိဆိုတဲ့ဟာကိုကျွန်တော်ဘယ်လို set ပြရမလဲဆိုလို့ရှိရင်နော်ကျွန်တော်က default server သာ set ပြလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာ for server တော့ကျွန်တော်တွားပြလိုက်ပေါ့နော်ကျွန်တော်တွားပြလိုက်ပါတွားပြဆိုလို့ရှိရင်ကျွန်တော်ဒီမှာ ေး storage ဆိုနေရာရှိဖြစ်ရလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ run and storage ဆိုနေရာချဝင်သားပြလိုက်မယ်ဒီမှာဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်သုံးခါအများရှိနေပြီနော်ဒါဆိုလို့ရှိရင်ပြည့်ခံနေပြီပြည့်ခံနေဖြစ်ပါလဲပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်က app ကိုကျွန်တော်တော်ဆစ်စီလို့ရတယ်ဒီ view file ရှိတယ်ပြီးလို့ရှိရင်အခြားပုံတွေပေါ့နော်ဒီမှာအများအားဖြင့်ကဒီမှာ app တွေရှိတယ်ပေါ့နော် app တွေကိုတက်ဖြတ်လို့ရတာပေါ့ဒီမှာကျွန်တော် app တွေကိုတက်ပြီးတော့မှဘယ်လိုလဲဟာကျွန်တော်ဖြတ်ပြလိုက်ပေါ့နော် ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်မလိုအပ်တဲ့ app တွေရှိတယ်ပေါ့နော်ဒါကတော့ forest story မှာရှိတဲ့ app တွေပေါ့နော်ဒီမှာတော့ကျွန်တော်ဖြတ်လို့ရတာပေါ့နော်မလိုအပ်တဲ့ဟာကျွန်တော်လာပြီးတော့ရှုပ်ထုတ်ပြီးတော့ကျွန်တော်စစ်စစ်ပေါ့နော်ပြီးတော့မှကျွန်တော်ဖြတ်လို့ရတာပေါ့နော်ဒီမှာလာပြီးတော့ထောက်လိုက်ပြီးလို့ရှိရင်တော့အဲကျွန်တော်ဒီမှာ data တွေကျွန်တော်ရှင်းလို့ရပါတယ် clear တယ် storage ဆိုကျွန်တော်ဒီမှာနေပြီးတော့ကျွန်တော်ရှင်းလို့ရတာပေါ့နော်ပြီးတော့ delete လိုက်ပါတော့โอเค ဒီမျိုးကျွန်တော် file ကိုကျွန်တော်ရှင်းပြီးတော့မှကျွန်တော်သွားလို့ရတယ်ဒါတော့ file software မှာရှိတဲ့ဟာရော CC ဒါ CC ကြီးဖြစ်တာပေါ့နော်ဒါ video file ကျွန်တော်တို့ရှိတယ်အဲ့ဒီ video file ကိုကျွန်တော်ကျွန်တော်တို့ကတောက်ပြီးတော့မှမလိုတဲ့ဟာကိုဖြတ်နေကြတာပေါ့နော်ဒီမှာတော့ကျွန်တော်အများကြီးရှိတယ်ပေါ့နော်ကျွန်တော်လာပြီးတော့ကျွန်တော်ဖြတ်လို့ရပါတယ်ပေါ့နော်ဒါကတော့သတင်းလေးတွေမှာလာပြီးတော့မှဒီမတော်တဲ့ဟာတွေကိုကျွန်တော်လာဖြတ်ဖို့တည်းကျွန်တော်ကြံပေးရဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်အဲ့လိုဖြတ်လို့မှကျွန်တော်မရအောင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ချက်ပါလို့ပြရမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ TikTok app ကိုပေါ့နော်ကျွန်တော်တို့သုံးရတဲ့ဒီ app ကိုပေါ့နော်တို့က update တင်ပြရဖြစ်ပါတာပေါ့နော်တို့က App Store ကိုကျွန်တော်သွားပြီးတော့မှ update ကြောတင်ပြလိုက်ပေါ့ကျွန်တော်ကျေပြချင်တာပေါ့နော်အဲ့တော့ဒီမှာ server မှာကျွန်တော်တို့က base server ကျွန်တော်တို့က add add လုပ်ပါလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာလာပြီးတော့မှဟိုဝါ YouTube ပြလိုက်ပေါ့နော် TikTok ဆိုလို့ရှိရင် TikTok ပေါ့နော် TikTok ကိုကျွန်တော်လည်ပြီးတော့ကျွန်တော်ရှာလိုက်ပါနော်ဒီလိုမျိုးကျွန်တော်ကြာလာပြီဆိုလို့ရှိရင်နော် TikTok က update ကျွန်တော်လိုအပ်နေဖြစ်ပါတာပေါ့နော်ကျွန်တော် update တင်ပေးရမှာနော်ဒါကြောင့် update မတင်ဘူးဆိုလို့ရှိရင်တော့သူရဲ့ဒီနောက်ဆုံးသူ update လုပ်ထားတဲ့ဒီ system ကိုသူတို့ကအေးမလုပ်ဆိုလို့ရှိရင်ပေါ့နော်သူတို့ပေးထားတဲ့ဟာကိုဒီအကောင့်ဆုံးအသုံးနိုင်မဟုတ်ပါဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ကအမြဲတမ်းကိုအသုံးပြုတဲ့ software ကို update လုပ်ဖို့အတွက်ကျွန်တော်အကြံပေးချင်တာဖြစ်ပါတယ် ဒါကတော့ဒီမှာလာပြီးတော့မှတိတော်ကျွန်တော်တို့ကအဲ့ဒီလောက်ဝင်လာပါတော့။အိုကေအဲ့ဒီလောက်ပဲဆိုလို့ရှိရင်တော့ကျွန်တော်ပြတ်သုံးကြည့်ပါတော့။ပြတ်သုံးရပြီလားမရသေးလို့ဆိုဆစ်ဆစ်ပြလိုက်ပါတော့။တကယ်ထားမှမရသေးလို့ဆိုလို့ရှိရင်တော့ channel ကျန်ပြရမှာနော်။ Twitter ရှင်းပြရမှာနော်။အဲ့တော့ကျွန်တော် TikTok ကိုကျွန်တော်တို့က TikTok ကိုကျွန်တော်သွားလိုက်မယ်။ TikTok ကိုကျွန်တော်တို့ကဖြည့်ထားလိုက်ပါတော့။ဖြည့်ပြီးတော့မှဒီမှာ app info တွေ့ပါလိမ့်မယ်နော်။ဒီမှာ channel ပြလိုက်မယ်။ Okay view ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ story and history ဘာလဲမနော်ဒီမှာ share နဲ့ပြလိုက်မယ်ပြီးရင်တော့တို့က clear story တွေ့ပါလဲမနော်ဒီမှာ clear story နဲ့ပြီးတော့မှာကျွန်တော်က delete ကိုကျွန်တော်နှိပ်ပေးပြီးတော့မှာဒီသူ့ရဲ့ file ကိုပေါ့နော်ကျွန်တော် share ပေးရပါတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ဒီမှာ party ထားမှဆိုလို့ရှိရင်ဒီလောက်ပြီဆိုလို့ရှိရင်တော့အဲဆိုလို့ရှိရင်တော့ TikTok ကိုအစားပြောင်းရတာရှိတယ်အစားပြောင်းပြီးတော့မှာဒီ Gmail ပြင်ထားတာပေါ့နော်ဖုန်းနဲ့ပြင်ထားတာရောရှိတတာပေါ့နော် အဲ့လိုမျိုးရှိနေတယ်ဆိုလို့ရှိရင်တော့ ကိုယ်ရဲ့ TikTok account ဖွင့်ထားတဲ့ phone number လေး Gmail လေး password လေးကျွန်တော်သိထားဖို့လိုဖြစ်ပါတယ်ပေါ့နော်။ဒါကတော့ဒီ number ဒီ check ကိုကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်သိထားဖို့တော့ change ချင်တာဖြစ်ပါတယ်ပေါ့နော်။နောက်ဆုံး check နေတော့ဒီ software error ပေါ့နော်။ဒီဒီ TikTok software error ပေါ့နော်။ SR ကဖြစ်နေဆိုလို့ရှိရင်တော့ကျွန်တော်ကဒီဒီ phone နဲ့ဒီဒီ fashion နဲ့မကိုက်လေပေါ့နော်။ဖြစ်တဲ့တာပေါ့နော်။ဒါကြောင့်လို့ရှိရင်တော့ဒီဒါကိုကျွန်တော်ကအဲအဲဆောလာပါတော့ကျွန်တော်ဖြတ်ပြီးတော့မှ ဖြတ်လိုက်ပါကျွန်တော်တို့ကတော့ install လုပ်ပစ်လိုက်ပါပြီးဆိုလို့ရှိရင်တော့ Google Drive Play Store ကိုကြွားလိုက်ပါတော့ Play Store ကိုကြွားရမှာပြန်အတိတ်ပြန်ထောင်းလိုက်ပါတော့ဒီတော့ကိုပြန်တော့မှအတိတ်ပြန်ဖွင့်ဖို့တက်ပါတော့အတိတ်ပြန်ဖွင့်လို့ဆိုတာကတော့ဒီကိုယ်ရထည့်ထားတဲ့အကောင့်ကတော့အရင်အဟောင်းတိုင်းပါတော့ဒီ Play Store ကိုဆောက်ရကြတော့အတိတ်ပြန်ထောင်းလို့တော့ပြန်ဖွင့်တာပါတော့အဲ့တော့ပြန်ဖွင့်လိုက်မှဆိုလို့ရှိရင်တော့ပြန်တော့မှအဆင်ပြေတာဖြစ်ပါတယ်ပါတော့